thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အမေရိကန်အတွက်မြန်မာကဘာကြောင့်အရေးပါရသလဲဆိုရယ်ဆောင်းပါတင်ဆက်ပေးပါမယ်မြန်မာကတာမန်အမေရိကန်နိုင်ငံသားတအုပ်အတွက်လွန်စွာဝေးလံနေအရေးရှိနိုင်ငံတနိုင်ငံလို့မှတ်ယူကောင်းမှတ်ယူနိုင်တော်လဲအင်ဒိုပစိဖိတ်ဒေသရှိအမေရိကန်လုံခြုံရေးအတွက်လွန်စွာရှိပါလာပြီဖြစ်တယ်လို့ Jet Security Website မှာအချက်၃ချက်ကိုအပြုတင်ပြလာပါတယ်ပထမအဆုံးအချက်ဖြစ်အမေရိကန်ကဒေသတွင်တရုတ်ရဲ့ညှဉ်းအားကိုဖြေလျှော့ပြီးဘူမိနိုင်ငံရေးမှာဩစာတန်ရောက်နိုင်ဖို့ကြိုးပမ်းလာနေရတဲ့အမြ ာမြန်မာရဲ့တရားစာသားတွေကိုရယူနိုင်ဖို့မဖြစ်မနေလိုအပ်လာပါတယ်။ကကြင်နဲ့ရှမ်းပြည်နယ်တွေမှာကဘာစီပွားရေးအတွက်ရှေ့ရှောက်ရေးပါလာတဲ့ရှားပါးမြေသားတပ်တူတွေနဲ့အခြားအရေးပါတဲ့တရားစာသားပစ္စည်းများပေါများစွာရှိနေပါတယ်။ဒီလိုအရေးပါနေတာကိုကောင်းစွာတည်ထားတဲ့ပြည်ချင်းကလက်မဲကုမ္ပဏီများနဲ့တရားမဝင်တူဖော်နေကြတဲ့ခိုင်းတွေကိုတောင်းပြီးလက်ဝဲကြီးအုံလာကြတဲ့အတွက်တဘာဝပတ်ဝန်းကျင်နဲ့လူသားတို့အတွက်အနေရကြီးကြာရောက်လာပြီဖြစ်ပါတယ်။ Federal Democracy အစိုးရတရားကောင်းစွာပေါ်ထွက်လာမယ်ဆိုရင်တရုတ်ရဲ့လက်ဝဲကြီးအုံထားမှုမှာရှုံးထွက်နိုင်ပြီး အနောက်အုပ်စုအတွက် supply chain ကြီးထွက်ပေါ်လာနိုင်ပါတယ်။ဒုတိယချက်ကမြန်မာကအရှိတောင်အာရှကုန်ပြည်ကြီးမှာချက်ချာကြတဲ့နေရာမှာရှိနေပြီးအမေရိကန်ပြည်ထောင်စုအတွက်အခြေခံအဆောင်ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာချိတ်ဆက်မှုတို့မှာလွန်စွာအရေးပါနေပါတယ်။အဲ့ဒီအတွက်တည်ငြိမ်ပြီးဒီမိုကရေစီအစိုးရမျိုးတာတောင်းနေအရှိအောင် အာရှကိုသာချိတ်ဆက်ပြီးနိုင်မယ့်အချက်ချာနေရာဖြစ်ပြောင်းလဲဖြစ်နိုင်စွမ်းရှိမှာပါတချိန်တည်းမှာပဲတရုတ်တို့ဩစာလွှမ်းမိုးနိုင်တဲ့လမ်းကြောင်းကိုလည်းတံပြန်ထိမ့်ညှိပြီးနိုင်တော့မှာဖြစ်ပါတယ်အမေရိကန်ဘိုးအာဆီယံနဲ့အင်ဒိုပစိဖိတ်ဒေသမှာဆက်ပြီးဩစာတရားမှုကိုထိမ့်သိမ်းထားလို့လည်းမြန်မာကိုမဖြစ်မနေထည့်သွင်းစဉ်းစားတော့မှာလည်းဖြစ်ပါတယ်တတိယချက်အနေနဲ့အမေရိကန်တို့တံပိုးထားတဲ့စံနှုန်းတွေကိုထိမ့်သိမ်းနိုင်ဖို့မြန်မာကအရှိပါလာပြန်ပါတယ်27ရာစုမှာဒီမိုကရေစီထွန်ကားရေးရည်မှန်းချက်တွေနဲ့အာဏာရှင်စနစ်နဲ့ပြည်내အုပ်ချုပ်မှုတွေအကြားလူမျိုးရေးအခြေခံအမျိုးသားရေးဝါဒ ကြောင့်ဖြစ်ပေါ်လာမဲ့ကွဲပြားမှုနဲ့ပြည်သူလူထုပူးပေါင်းပါဝင်လာမှုအကြားလူမျိုးတုံးတပ်ဖြတ်မှုတွေနဲ့တာဝန်ယူမှုတာဝန်ခံမှုတို့အကြားအားပြန်ရကစားကွင်းကြီးထွက်ပေါ်လာနေပြီဖြစ်ပါတယ်မြန်မာတိုက်ပွဲကနေမြေစုံမိုးရေးအတွက်သာမဟုတ်တော့ဘဲကျင်းဝတ်တရားပိုင်းနဲ့ဆိုင်လာတဲ့ကိုမင်းကိုချင်းထင်ရဆိုင်နေသူတွေကိုစန့်ကျင်တွန်းလှန်နေသူတွေပေါ်ထွက်လာတဲ့အခါအမေရိကန်ပြည်ထောင်စုကဘယ်လိုဆောင်ရွက်တယ်ဒါမှမဟုတ်မဆောင်ရွက်ပဲထားမယ်ဆိုတာကအရေးကြီးလာပါတယ်၎င်းတို့ဖို့လည်းနိုင်ငံပြန်လည်တည်ဆောက်ရေးအတွက် လမ်းများရုံးမရအောင်ချီနှောင်ခံထားသလိုဖြစ်မှာတည်ကြတော့လေ၎င်းတို့ကိုနိုင်ငံကိုချရပွဲရက်တည်နိုင်ဖို့ကမဖြစ်မနေရှုံးခံသွားကြရမှာတာဖြစ်ပါတယ်။ဝါရှင်တန်အတွက်လုံမယ်ဆိုရင်လုံလို့ရတဲ့မူဝါဒတွေရှိနေပြီဖြစ်ပါတယ်။အခုကတော်လိုင်းဖွဲ့တွေစစ်မြေပြင်အပွဲများရှားလာတာနဲ့အများထရန်ဆိုရဖို့တိုင်းရင်းသားဖွဲ့စည်းပြီးနေမျိုးသားညီညွတ်ရေးအစိုးရကိုနိုင်ငံရေးအတိမတ်ပြုနိုင်မယ့်အခွင့်အလမ်းပေါ်နေပြီဖြစ်ပါတယ်။လက်ရှိအနေအထားမှာတန်တမန်ကြီးကအတိမတ်မပြုနိုင်တော့လေထိတွေ့ဆက်သွယ်မှုတွေတိုးမြင့်ခြင်းထောက်လန့်ရေးသတင်းများဝင်ငှခြင်းဤပညာပိုင်းပံ့ပိုးပေးခြင်း ဒေသတွင်ဆွေးနွေးပွဲတွေမှာပါဝင်စီခြင်းရုပ်ပိုင်းဝတ္ထုပိုင်းအကူအညီပေးခြင်းတော်လိုင်းဖွဲ့တွေရဲ့ထိန်းချုပ်နေမျိုးတွေမှာအောက်ချုပ်ရေးကိုအားကောင်းအောင်အကူအညီပေးခြင်းမျိုးများဖြင့်မြန်မာရဲ့ဖက်ဒရယ်နာဂတ်အတွက်အောက်ချီမှစပြီးပြုစုပြောထောင်ပေးနိုင်ပါတယ်။ဒုတိယချက်အနေနဲ့လွတ်မြောက်ဒေသတွေမှာအောက်ချုပ်ရေးတည်ငြိမ်ခိုင်မြဲမှုရှိအောင်အမေရိကန်ကအာဆီယံနိုင်ငံများသို့မဟုတ်ကလည်းဂျပန်နဲ့ UUAD အဖွဲ့ဝင်နိုင်ငံများ EU လိုနဲ့ပူးပေါင်းပြီးစောင့်ကြည့်ပေးနိုင်ပါတယ်။အဲ့ဒီမှာတဆင့်လူသားချင်းစာနာထောက်ထားမှုအကူအညီများနိုင်ငံရေးအတွင်ကူပြမှုများအခြားဖွံ့ဖြိုးရေးအကူအညီများလည်းပေးနိုင်မှာဖြစ်ပါတယ်။တတိယချန်နီနဲ့ဝါရှင်တန်က၎င်းတို့ရှိစီးပွားရေးရနိုင်ငံတွေကိုအလေးအနက်ထားစဉ်းစားရမှာဖြစ်ပါတယ်။တရုတ်နဲ့ဆက်နွယ်နေတဲ့တရားမဝင်ဒူးဖော်ထုတ်ယူနေကြသူတွေကိုတိုက်ခုတ်လဲထုတ်ဖော်နေသူတွေကိုဒုတိယတန်စာပိတ်ဆို့တန်ခတ်မှုတွေနဲ့အရေးယူရမယ်။ငွေလင်ကိုင်းများလူကုန်ကူးနေသူတွေကိုလည်းထိန်းချုပ်ထားနိုင်ဖို့လိုပါတယ်။အဲ့ဒီအတော်အတွင်းဝါရှင်တန်ကအာဆီယံနိုင်ငံများနဲ့ပူးပေါင်းပြီးအနာဂ က်မြန်မာဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တင်အတွက်လမ်းပြမြေပုံတည့်ရဲ့အရေးဆွဲရတော့မှာဖြစ်ပါတယ်အခုကဘူမိနိုင်ငံရေးမြေကြောကြီးရွေးရှားနေတာကိုတရုတ်ကကောင်းစွာအသုံးပြုလာနေပြီဖြစ်ပါတယ်တရုတ်တန်တမန်တွေကလာရှုမှာအလုံများနေပြီးအပြစ်ခံရဲစင်ကြီးကိုဘက်ပါလောင်ဆွဲဆောင်နေကြပါတယ်ဝါရှင်တန်ကအခုကတုံနီဘာဝေးနဲ့ရှိပြီးတပါတနာတွေကိုတောင်မျက်နှာလွဲခဲပြစ်လုံလာခဲ့ကြပါတယ်ဘူမိနိုင်ငံရေးမှာပေါ်ပေါက်လာတဲ့အလားအလာတွေကမျက်စိတမိန်လျက်တပြက်မြတာဖြစ်ပါတယ်မြန်မာရေးပြည်ရင်းစစ်ကအနေထားတစ်ကိုဝင်ရောက်လာနေပြီဖြစ်ပါတယ်၎င်းကဖိနေအုပ်ချုပ်မှု မှုတွေကတောင်းကနှင်းဖြစ်ရတွေနဲ့ပုံဖော်လာမှာလားအားလုံးပါဝင်လာမဲ့တည်ငြိမ်မှုတွေဖြစ်ပေါ်လာမှာလားဆိုတာမြန်မာပြည်သူတွေသာပတ်ကလာမဲ့လာများတွင်အင်အားကြီးနိုင်ငံတွေကလည်းဘယ်လန်းကိုရွေးမလဲဆိုတာကလည်းမူတည်လာပါတယ်။၎င်းကအမေရိကန်မျိုးသားလုံခြုံရေးအတွက်လည်းလွန်စွာအရေးပါလာနေလို့နီးလန်းရှာဖို့လိုအပ်လာပြီဖြစ်ပါတယ်။ဝါရှင်တန်အနေနဲ့စုံဖြတ်ရဖို့ဖြစ်လာတာကရှေ့ရှောင်အမေရိကန်အတွက်နစ်နာအောင်ဖြစ်ပျက်လာနေတဲ့သမိုင်းကိုထိုင်ကြည့်နေမှာလား။ဒါမှမဟုတ်မြန်မာနဲ့အမေရိကန်နှစ်နိုင်ငံစလုံးအတွက်အကျိုးရှိစေမယ့်သမိုင်းကိုကိုယ်တိုင်ရေးသားမလားဆိုတာပဲဖြစ်ပါတယ်။ မိမိအမြင်ရဆိုရင်တော့ Trump ကအမေရိကန်နိုင်ငံခြားရေးမူဝါဒကိုစီးပွားရေးတမားပြီးပြီးစိတ်ခံစားချက်မပါပဲပကတိတရှိနေမှုနဲ့ချိန်ထိုးနေသူဖြစ်တယ်လို့ပြောလို့ရပါတယ်။ဥပမာဆိုရရင်ယူကရိန်းကဘယ်လိုပဲဆိုစီရုရှားရဲ့ဩဇာစက်ဝန်းမှာရုံမထွက်နိုင်အဲ့ဒီအတွက်ယူကရိန်းရဲ့ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်အတွက်အင်အားကြီးနိုင်ငံတနိုင်ငံကိုအန်တူးဖက်ပြိုင်နေပါကငွေကုန်လူပင်ပန်းရုံသားရှိမယ်လို့ယူဆထားပုံရပါတယ်။မြန်မာအတွက်အထက်မှပညာရှင်များထောက်ပြခဲ့တယ်လို့ညီမြပင်အကျိုးရှိစေကမူတင်ယုံရဲ့နောက်ဖေးချန်လို့အမေရိကန်သမ္မတအဆက်ဆက်ယူဆထားကြတယ် တယ်။ထို့အတူအမေရိကန်ရဲ့နောက်ဖေးချန်လို့ယူဆထားတဲ့လက်တင်အမေရိကမှာတရုတ်တို့တိတိတသားဝင်ရောက်လာခြင်းမျိုးမရှိတာကိုတွေ့ရပါတယ်။အဲ့ဒီလိုနောက်နှစ်ဖက်ဖွင့်မပြောဘဲနားလည်မှုနဲ့လက်ဆောင်နေကြခြင်းဖြစ်နိုင်စရာလည်းရှိပါတယ်။နောက်ထပ်တပုတ်အနေနဲ့နိုင်ငံတော်မှာတလားတွင်အရက်သား150ကျော်တည်ဆောင်းနေကြောင်းတင်ဆက်ပေးပါမယ်။နိုင်ငံတော်မှာပြီးခဲ့တဲ့မေလအတွင်းဒီမိုကရေစီလှုပ်ရှားသူတွေအပါအဝင်အရက်သားပြည်သူစုစုပေါင်း152ဦးတည်ဆောင်းခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရင်တင်အေးပြပြီးကဒီကနေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။အဲ့ဒီထဲမှာဖန်ဆီးခံရပြီး ီးရဲ့နောက်စစ်ကောင်စီလက်ချက်နဲ့အကြောင်းမျိုးမျိုးကြောင့်တည်ဆုံခဲ့သူ၁၄ဦးပါဝင်တယ်လို့ဆိုပါတယ်။အာဆီယံအနေနဲ့စစ်ကောင်စီကိုအာဆီယံသဘောတူညီချက်အားချက်လိုက်နာဖို့တိုက်တွန်းနေပြီးမြေစစ်ကောင်စီကအပြစ်မဲ့အရှက်သားပြည်သူတွေနဲ့ចောင်းသားတွေကိုပါလေးចောင်းတိုက်ခိုက်မှုတွေဇက်တိုက်ကျူးလွန်နေတာကိုတွေ့ရတယ်လို့ AAPP ကဆိုပါတယ်။ ဒီလိုကျူးလွန်နေတာဟာဆင်ရဆွေးမှုကိုကျူးလွန်ရရောက်ပြီးပြည်သူတွေအနေနဲ့စစ်ကောင်စီကိုခွင်လွှတ်ပေးဖို့ပူပီးခတ်ခဲလာတဲ့ပြင်မြန်မာနိုင်ငံရဲ့ပြည်ထနာကနိုင်ငံတွင်းမှာပဲရပ်တန့်နေရမျိုးမဟုတ်ပဲအိန္ဒိယနိုင်ငံတွေကိုပါပြန့်နှံ့နေရလို့သတိပေးထားတာပါအာဆီယံနဲ့နိုင်ငံတကာအတိုင်းဝန်းနေနဲ့အခုလိုဆက်လက်ကျူးလွန်နေတာကိုအမြန်ဆုံးရပ်တန့်အောင်နီးလန်းရှာရမှာစစ်ကောင်စီနဲ့ထိတွေ့ဆက်ဆက်ခြင်းကစစ်ကောင်စီကျူးလွန်နေတဲ့ရာဇဝမှုတွေကိုအားပေးခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ် မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီလရက်နေ့ကနေ2025ခုနှစ်စွန်လနေ့ရက်နေ့အထိစစ်ကောင်စီလက်ချံချောင်းဒီမိုကရေစီလှုပ်ရှားသူနယ်ပြည်သူ6965ဦးတိစုံခဲ့ရလို့သိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့ TNL ထိန်းချုပ်ဒေသမှာမြေမြုပ်မိုင်းကြောင်းရပ်သားနှုန်းတိစုံနေကြောင်းတင်ဆက်ပေးပါမယ်။တောင်မြို့သားလူမျိုးရေးတပ်မတော်ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာတလအတွင်းစစ်ကောင်စီရဲ့လက်ချံမိုင်းတွေကြောင်းအရပ်သားပြည်သူနှုန်းတိစုံပြီးသုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNL ကစွန်လနေ့ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ပြီးခဲ့တဲ့မေလ9ရက်နေ့ကတီဝေါမြို့နယ်ကုန်းဆောင် င်ကျင်းရွာမှနေထိုင်နေအသက်32နှစ်အရွယ်ဦးအိုင်လောင်ကစစ်ကောင်စီရဲ့ခလာရ23တက်စခန်းဟောင်းနီးထင်းခွေသွားရမှာမိုင်းနှင်းမိပြီးညာဘက်ခြေောက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်အလာဒူမေလာရှိရကလည်းကွန်ဆန်လိန်ကျင်းရွာမှနေထိုင်နေအသက်32နှစ်အရွယ်ဦးအိုင်ကျော်ကခမာရ903တက်စခန်းဟောင်းနီးမှာအပေါ်သွားခြင်းနိုင်မိုင်းနှင်းမိပြီးခြေောက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ DNA ကဆိုပါတယ်မေလာ15ရက်နေ့မှာလည်းမူဆယ်မြို့နယ်မိုင်းယူ105 တုံခန့်ချင်းရွာမှာနေထိုင်နေအသက်40အရွယ်ဦးမန်ပဟာဒူကနှွားကြောင်းနေချိန်တွင်အနာယူချိန်မိုင်းကိုဖိမိပြီးပောက်ကွဲကပွဲချင်းပြီးတည်ဆုံခဲ့ပါတယ်။ဗလာ22ရက်ကလည်းမိုးကုတ်မြို့နယ်မှာအသက်25နှစ်အရွယ်မိုင်းအောင်အောင်ကစစ်ကောင်စီရဲ့မိုးကုတ်ပြူဟာလောက်ခံတိုင်ရင်148တပ်စခန်းဟောင်းငားမိုင်ကိရှိမှာမိုင်းနှိမ့်မိပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။မေလ29ရက်နေ့ကလည်း နန်ခမ်းမြို့နယ်ကောင်းဝိုင်းကျေးရွာမှာနေထိုင်တဲ့အမျိုးသားတအုပ်ကမိသွေးသွားကြည့်ချင်းဟိုပေါ်အထက်ကျေးရွာနီမှာမိုင်းတလုံးကိုနင်းမိပြီးညာကျလောက်တစ်ဖက်ဆုံးရှုံးသွားခဲ့တယ်လို့ဖော်ပြပါတယ်။ပြီးခဲ့တဲ့ဧပြီလကလည်းစစ်ကောင်စီရဲ့ဆွန့်လွတ်မိုင်းကြောင့်ပြည်သူတအုပ်တိစုံပြီးကလေးငယ်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNN လေးကဖော်ပြထားပါတယ်ရှင်။